ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့စစ်သားအာလူပြားလေးကြော်ပါမယ်ခုပါမဆောင်အာလူလေးလုံးရင်ွေနဲ့ပြုတ်ပါမယ် အလူပြုတ်ရတဲ့အချိန်မှာစစ်သားကိုအတုံးသေးလေးလီပြီးတော့နှုတ်ဆင်ပါမယ် အလူချစ်ပြီဆိုရင်ကျွန်တော်စကားထဲကိုပြောင်းထည့်ပါမယ်အခုရေစေးအေးခံပြီးရင်အလူအခွန်လာပါမယ် အာလူးကိုအတုံးလေးလေးလေးလီးပေးတာပါနာနာပဲအနေငယ်ကိုလည်းပပလီးထားပေးပါကျတော့အခုရတာအတွက်ငွေကောင်းမှုအနေငယ်ထည့်ပါမယ်။နားစီအနေငယ်ထည့်ပါမယ်။ပဲငန်ပြာရည်အနေငယ်ထည့်ပါမယ်။တကြားလက်ဖေးဇွန်နှစ်စွန်းထည့်ပါမယ်။ ချူမုတ်လဖေးဇောနှစုံထည့်ပါမယ်จิตာမုတ်လဖေးဇောတစုံထည့်ပါမယ်ဂျုံမုတ်လဖေးဇောနှစုံထည့်ပါရောပိနံမုတ်လဖေးဇောသုံးဇောထည့်ပြရပါမယ်နောက်ပြီးတော့ကျွန်တော်တို့အကုန်လုံးတမအောင်ရောမွေပေးပါသောသောမွေထားတဲ့ဟာလေးအကုန်လုံးအသားမှောက်အောင်ကျွန်တော်ရေတတမခဏလေးထားပေးပါမယ်။ ခုလိုနေသားဆိုရင်တော့ရပါပြီဒါတော့ဆိုတော့ကျွန်တော်ရေကက်တရထဲမှာအမားခံပြီးတော့ပလတ်စတစ်နဲ့ပုံစင်းထားတာဖြစ်ပါတယ်ရှိဘူးလားပြီးဆိုရင်တော့ဆက်ကြော်ပါမယ် ုဆိုရင်တော့ကျွန်တော်တို့အနောက်မွေးလေးနဲ့ချက်သားအလူပြားကြောလေးရပါပြီအဆုံးဒီကျေးဇူးပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်